မနေ့ကမတ်လ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်သွားတဲ့အင်အားပြင်းကလေးအကြောင်းဦးစင်းတို့မြန်မာနိုင်ငံအထက်ပိုင်းမန္တလေးစကိုင်းအစရှိတဲ့နေရာတွေမှာရဟန်းရှင်လူပြည်သူများဆင်းရဲဒုက္ခရောက်သွားကြတာကိုဦးစင်းတို့ တွေ့ရမြင်ရကြားရတဲ့အခါမှာအင်မတန်မှစိတ်ထိခိုက်ရပါတယ်စိတ်မကောင်းဖြစ်ရပါတယ်ဦးစင်းတို့မြန်မာနိုင်ငံနေမဟုတ်ပါဘူး အိနီနာကျင်ဖြစ်တဲ့ထိုင်းနိုင်ငံမှာဒါလောက်ခတ်သွားတဲ့ဒုက္ခတွေဖြစ်ကြတယ်ပေါ့အဲ့တော့အလုံးသောငလျင်တန်ကြောင့်ဆင်းရဲဒုက္ခရောက်သွားကြတဲ့ယန်းရှင်သူပြည်သူများအလုံးအမြန်ဆုံးကိုစိတ်နှပြကြမ်းကြမ်းမာမာချမ်းချမ်းသာသာဖြစ်ကြပါစေအမြန်ဆုံးအဆအဆရရပြန်လည်ပြီးတော့အဆင်ပြေကြပါစေလို့ဦးဇင်းတို့ဆုတောင်းဆန္ဒပြုပါတယ်ဆုတောင်းမေတ္တာပို့သပါတယ် ဒီကနေ့ဒီဗီဒီယိုလေးမှာဦးစင်ဘုသူတာဖြစ်ပြောပြအမြဝေပေးခြင်းတာကတော့တခြားမဟုတ်ပါဘူးမြတ်စွာဘုရားဟောကြားထားတဲ့ငလျင်လှုပ်ခြင်းရဲ့အကြောင်း၈ပါးကိုပြောပြအမြဝေပေးမှာဖြစ်ပါတယ်လောကီအလိုရလူများကတော့ပြောကြတာပေါ့လေဘယ်လမှာလှုပ်လို့ရှိရင်ဒါဘာကြောင့်လှုပ်တယ်ဘယ်နေ့မှာလှုပ်ရင်ဘာကြောင့်လှုပ်တယ်ဘာဖြစ်မလဲ ဘယ်ရက်မှလှုပ်ရင်ဘာကြလှုပ်တယ်ဘာဖြစ်မယ်အစရှိသည့်အဖြစ်ဒါလောကီအလိုရလူများ ပြောကြတာတွေတော့ရှိတာပေါ့အဲ့ဒါတွေကတော့ဒါကိုယ်သဘောနဲ့ကိုယ်စံတာနဲ့ကိုယ်ပဲယုံကြည်လဲယုံမယုံကြည်လဲနေပေါ့ဘာမှပြဿနာမရှိပါဘူးအခုဒီမှာဒီကနေ့ဦးစင်ပြောပြမြဝေပေးမှာကတော့ဘုရားဟောကြားတဲ့မြတ်စွာဘုရားဟောကြားတဲ့ငလျင်လှုပ်ခြင်းရဲ့အကြောင်း၈မျိုးကိုဦးစင်ဒါအချင်းချင်းလေးပြောပြမြဝေပေးမှာဖြစ်ပါတယ် ံပါတ်1ငလျင်လှုပ်ခြင်းအကြောင်းကတဘာဝတရားကြောင့်လှုပ်တာဖြစ်တယ်လို့ဒါအတူချုံးပြီးတော့အတူချုပ်အားဖြင့်ဒီလိုပြောရမှာဖြစ်ပါတယ်မြတ်စွာဘုရားကနံပါတ်1ငလျင်လှုပ်ခြင်းအကြောင်းဒီတဘာဝတရားကြောင့်တဲ့ဦးဇင်းတို့မြေဟာရေမှတည်တယ်တဲ့ရေဟာလေမှတည်တယ်တဲ့ လေတိုက်တဲ့အခါလေလုတ်ခတ်တဲ့အခါမှာရေလုတ်တယ်ရေလုတ်ရင်ဒါမြေလုတ်တယ်ဗောအဲ့တော့နားလက်လွယ်အောင်ပြောရင်တော့တဘာဝတရားကြောင့်ဒါနံပါတ်1အကြောင်းတရားငလင်လုတ်ခြင်းအကြောင်းတရားတဘာဝတရားကြောင့်ဖြစ်တယ်ဗောနောက်နံပါတ်2ငလင်လုတ်ခြင်းအကြောင်းကတကူးကြီးမားကြတဲ့အစွမ်းကြီးမားကြတဲ့တမနာပြမနာဒီဝေ နတ်တွေကနေပြီးတော့ဒါလှုပ်စီလို့ရှင်လဲပဲငလျင်လှုပ်ပါတယ်ဒါနံပါတ်1အကြောင်းတရားတကူကြီးမားတဲ့အစွမ်းကြီးမားတဲ့တမနာဗြဟ္မတမနာဗြဟ္မနာတွေနတ်တွေကနေပြီးတော့ဒါလှုပ်ခိုင်းစီလို့လှုပ်စီလို့ပေါ့နော်သူတို့ရဲ့တကူအစွမ်းတတ္တိနဲ့လှုပ်စီလို့ရှင်လဲပဲဒါငလျင်ကလှုပ်ပါတယ်တဲ့နောက်နံပါတ်3ကဘုရားဖြစ်မဲ့ဘုရားအလောင်းဟာ မိခင်ဝမ်းမှာပฏิတန်ဒီနေတဲ့အခါမှာလည်းပဲ ငလင်လုတ်ပါတယ်ဒါနံပါတ်3နောက်နံပါတ်4အကြောင်းတရားကအဲ့ဒီဘုရားလောင်ဖွားမြင်တဲ့နေ့မှာလည်းပဲငလင်လုတ်ပါတယ်နံပါတ်5ကအဲ့ဒီဘုရားလောင်ဘုရားပြစ်ကြောင်းတရားတွေကိုကြင်ကြံပြီးတော့ဘုရားပြစ်တဲ့နေ့သဗ္ဗညုတဉာဏ်တော်ကို ရတဲ့နေ့မှာလည်းပဲဒါငလင်လုတ်ပါတယ်နံပါတ်6က ဖျားဖြစ်ပြီးတော့သဗ္ဗညုတရှင်ညတော်ကြီး ਨੇ တရားဦးဓမ္မစကြာကိုဟောတဲ့အခါမှာလည်းပဲငလျင်လုတ်ပါတယ်။ဒါကနံပါတ်6အကြောင်းတရား။နံပါတ်9ကမြတ်စွာဘုရားအာယုသင်္ခါရလွတ်ရင်လည်းပဲအာယုသင်္ခါရလွတ်တဲ့အခါမှာငလျင်လုတ်ပါတယ်။ဒါနံပါတ်9အကြောင်းတရား။နောက်ဆုံးနံပါတ်10အကြောင်းတရားက ။ဦးဇင်းတို့မြတ်စွာဘုရားပြိဋိဘံပြုတ်ရင်လည်းပဲငလျင်လောက်ပါလေ။ဒါရှစ်မျိုးပေါ့။ငလျင်လောက်ခြင်းငလျင်လောက်ခြင်းရဲ့အကြောင်းတရားရှစ်မျိုးဦးဇင်းတို့မြတ်စွာဘုရားဟောကြားထားတာဖြစ်ပါလေ။အဲ့တော့ဦးဇင်းတို့ငလျင်လောက်ခတ်သွားတဲ့အခါမှာပေါ့အခုမနေ့ကလို့လှုပ်သွားတဲ့ငလျင်ကိုဦးဇင်းတို့ဒါတုံးတက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီအကြောင်းတရား၈မျိုးတည်းက ဒါဘယ်နှမျိုးကြောင့်ဖြစ်နိုင်လဲဆိုတာကိုဒါတုံးသက်လို့ရတယ်ဗောအဲ့တော့ဦးဇင်းတို့အနေနဲ့ဒါတုံးသက်ကြည့်မယ်ဆိုလို့ရှိရင်တော့တဘာဝတရားကြောင့်နံပါတ်1တဘာဝတရားကြောင့်နဲ့နံပါတ်2တကူကြီးအစွမ်းကြီးမတဲ့တမနာဗျမနာတွေနှက်တွေကနေလှုပ်စီလို့ဒါလှုပ်တာမျိုးဆိုတဲ့နံပါတ်1အကြောင်းတရားဒီအကြောင်းတရားနှစ်ချက်ကြောင့်ဒီအကြောင်းတရားနှစ်ချက်တည်းကဒါတစ်ချက်ချက်ကြောင့် ဒါလောက်တာဖြစ်နိုင်တယ်လို့ဒါဥစဉ်တို့ဘုရားဟောဒေသနာအရာဘုရားဟောဒေသနာနဲ့တိုက်ပြီးတော့ဒါဥစဉ်တို့ဆင်ခြင်ကြည့်တာကတော့ဒါဒီအကြောင်းတရားနှစ်ချက်ကြောက်ပဲဖြစ်နိုင်တယ်ပို့အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဒါလေးကိုဥစဉ်ကပြောပြမြဝေပေးတာကတော့ဘူတုတအဖြစ်ပါပဲအဲ့တော့သဘာဝနံပါတ်၁သဘာဝတရားကြောင့်ငလျင်လုံနိုင်တယ်နံပါတ်၂တကူကြီးအစွမ်းကြီးမှကြတဲ့အနက်တွေတမနာ ယမနတွေကနေပြီးတော့လှုပ်စီလို့ဒါလှုပ်တာဖြစ်နိုင်တယ်ဆိုတော့ဒီအကြောင်းတရားနှစ်ချက်ထဲကဒါတစ်ချက်ချက်ကြောင့်ဒါငလျင်လှုပ်တာဖြစ်နိုင်တယ်လို့ဥစဉ်တို့ကတော့ဒီလိုပဲဒါသုံးသက်လိုက်တယ်ပေါ့အဲ့တော့ဘလို့ကြောက်ပဲလှုပ်လို့အခုကတော့ဒါလှုပ်ပြီးသွားပြီလှုပ်ပြီးသွားတဲ့အတွက်ကြောင့်မို့လို့ဒါဆင်းရဲဒုက္ခရောက်သွားရောက်သွားကြတဲ့အသူတွေငလျင်ကြောက်ဆင်းရဲဒုက္ခဖြစ်ကြတဲ့သူတွေကိုဥစဉ်တို့အုတ်တစ်ချက်တဲတပွင့်အနေနဲ့ တတ်နိုင်တဲ့နေရာကနေပြီးတော့ဒါကူညီကြဖို့ဒါလိုအပ်တယ်ကူညီကြပါလို့လည်းပဲဦးစင်ကတိုက်တွန်းပါတယ်ဦးစင်ကိုယ်တိုင်လည်းပဲဒါဥတ္တချက်သဲတပွင့်အနေနဲ့ပါဝင်ပြီးတော့ကူညီမှာဖြစ်ပါတယ်ကဲအလုံးစုံဓမ္မချစ်ခင်သူတော်စင်များဦးစင်ဒါပြောပြတဲ့ငလျင်လှုပ်ချင်းအကြောင်း၈မျိုးမြတ်စွာဘုရားဟောကြားခဲ့တဲ့အကြောင်း၈မျိုးကိုနာကြမှတ်သားပြီးတော့ဒါဘုသူတ္တများတိုးပွားရရှိကြပါစေလို့ဥစဉ်ကနေပြီးတော့ ဒါဆုတောင်းဆန္ဒပြုပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲစားတတ်တဲ့ကိုတည်ဖို့ဆောင်ရွက်နိုင်ကြပါစေ။